ပရိုတင်းတွေသုံးတဲ့ဟာရာဘူစာ trick တစ်ခုပြပြမေပြစိတ်ဝင်စားရဆိုလို့ရှင်တော့အဆုံးထိကြည့်အဲ့ဒါကဘာလဲဆိုရင်အရန်တော်ရိုးရှင်းတယ်ဒါပေမဲ့တော်တော်လေးလှုပ်ဖြစ်တယ်အခုလိုမျိုး enemy ရဲ့ဂျန်ဂလာက retribution ကိုလိုအပ်သည်ဖြစ်စေဒါမှမဟုတ်အကြောင်းတစ်ခုခုကြောင့် retrieve ပေါက်လိုက်တဲ့အခါမျိုးတွေမှာအတင်းကနေပြီးတော့ information ပေးမယ်အဲ့ဒီရဲ့ information အတိုင်းပဲဒါကို advantage ယူတာဒီမှာဆိုလို့ရှင်ဟာရာဘူစာကတိတိကျင်းပဲ ချက်ချင်းကိုသူ buff စားရမယ့်ဟာကိုလုံးဝမစားဘဲနဲ့ red buff တောင်မှထားခဲ့ပြီးတော့တန်းလာတာပေါ့နော် blue buff ကို plain retreat ပေါက်သွားတာတော်တော်လေးကိုကောင်းတဲ့ gameplay လို့ပြောလို့ရတယ်ဒီ gameplay ကမလေးရှားအသင်းသတင်းထဲလောက်တာမဟုတ်ဘူးဗျဟာရဘူစာစော့တဲ့အသင်းတော်တော်များများကလုပ်လေရှိတယ်ဒီမှာဆိုလို့ရှိရင် detective ကို retrieve ပေါက်ရအောင်လို့လာပြီးတော့ဒီ Carly တို့ Cat တို့က pressure လာပြီးတော့ပေးတယ် detective ကလည်း တာတဲမှာ retreat ပေါက်လိုက်တဲ့အဲ့ဒီလိုမျိုး retreat ပေါက်ပြီးတော့မကြပါဘူးချက်ချင်းကို ဟာဘူစာနဲ့ခါလီနဲ့ကတိုးလာပြီးတော့ blue buff ကို လာပြီးတော့ retreat လာပေါက်တာဒါကပြောမယ်ဆိုရင်ရည်ရွယ်ချက်ရှိရှိလှုပ်သွားတဲ့ move တစ်ခုလို့ပြောလို့ရတယ် ်နောက်ဆုံးဗျာရဒါအနေနဲ့အန်နမီကငကားနဲ့လည်းဖြစ်တယ်ခိုင်ရီလိုမျိုးတာတဲ့တိုးလာရတာခက်ခဲတဲ့အခြေအနေမျိုးတွေမှာလုံးဝတာတဲ့ကို အရှင်းပေးလိုက်တယ်ပြီးတာနဲ့ဆန်ဇက်တို့ခေပိုင်းတို့ကတာတဲ့မှာရူထီပေါအောင်လို့ပရက်ရှာပေးပေးတယ်ရာဇူကီကလည်းရူထီပေါလိုက်ရောရာဇူကီရူထီပေါပြီးပြီးချင်းမှာကိုင်ရီရဲ့ movement ကိုကြည့်ကြည့်သူ့အနေနဲ့သူ့ရဲ့ blue buff ပြန်စားမာတောင်မှ မစားတော့ဘဲနဲ့ချက်ချင်းကို တဖက်ရဲ့ blue buff စီကိုဒါရိုက်ကိုတန်းထိုက်တာဒီနေရာမှာကျွန်တော်တခုပြောစရာရှိတာကကိုင်ရီအနေနဲ့ကအစကတော့ပေါ့နော်ကျွန်တော်တခြားရှေ့မှာပြတဲ့ clip တွေ clip တွေလိုပဲဒီ blue buff ကိုယူဖို့ပဲလာတာပေါ့နော်ဒါပေမဲ့ကန်ဆိုးခြင်းတော့ဒီယာဇူကီယာဒီကီမီရှေ့မှာသွားပြီးတော့ skate immobilize နဲ့သွားမိပြီးတော့တက်လို့ရနိုင်တဲ့အခြေအနေမျိုးမှာရောက်သွားတော့ကိုင်ရီအတွက်က hero key ပါအစ်စ်ရသွားတယ် ပြောမယ်ဆိုလို့ရှိရင်ဒီ game ပလေးကဟာဘူစာပလေးယာတော်တော်များများလှုပ်လေးရှိပြီးတော့တကယ်ကိုမှအတုံးဝင်ပါတယ်တကယ်လို့ brother အနေနဲ့ကဟာဘူစာမှမဟုတ်ဘူး Lancelot Nolan join တို့လိုမျိုးဝင်ပြီးရင်ပြန်ထွက်လို့မြန်တဲ့ assassin မျိုးတွေနဲ့တွဲဆော့ရင်လည်းတော်တော်လေးအဆင်ပြေတယ်အခုလိုမျိုးဝက်ကန်နဲ့ short video တွေနောက်ပိုင်းတွေမှာဆက်လုပ်ဖို့ရှိပါတယ်အပိတ်ချဖို့လည်းပြောချင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘို့ဘိုင်